မင်္ဂလာပါရှင်အခုတခါဖတ်ပြပေးမယ့်ဝိထုတိုလေးကတော့စာရေးဆရာမခင်မျိုးချစ်ရဲ့ဇာထမိန်ဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် ချီကျောလုံကြီးကောင်းကောင်းဝင်နိုင်လျင် လူချမ်းသာခေါ်ရသည့်ဂျပန်ခေတ်တွင်စီစီသည်ရှိသမျှပိုဖဲတို့ကိုထယ်လဲနှင့်ဝလျဲရှိ၏ခေတ်ကောင်းစဉ်ကစစ်ကဲကြီးသမီးကောလိပ်ကျောင်းသူဖြစ်သည့်အလျောက်အလှအပပစ္စည်းဆိုလျင်ရေချိုးရာမှပင် လက်ကစ်ဆက်ပြနှင့်ကြီးတွန်းရာမှကျေနပ်နိုင်သူတဦးဖြစ်လေသည်ဂျပန်ခေတ်တွင်ဖခင်ကြီးဆုံးသဖြင့်အမေကြီးနှင့်အတူရှိသည့်ပစ္စည်းကို ထုခွဲစားတောက်ခဲ့ရာတနေ့တခြားလုံပါပါခဲ့ပြီးနောက် စီစီမှာတက်သည့်ပညာကလေးနှစ်ပင် အလုတ်အကိုင်းရှာဖွေရတော်သည်ထို့အခါကအစိုးရဘက်မှလုံလျင်ဂျပန်ကုမ္ပဏီများလောက်လာကမများဘေးဝင်ငွေလည်းမရှိသဖြင့်ရုပ်ချောသောမိန်းကလေးများအဖို့ဂျပန်ကုမ္ပဏီဝင်လုံလျင်အတော်ကျေးဇူးရှိကြရာအဝေးအစားအနေအထိုင်အဆင့်အတန်းကိုဆက်လုံးတစ်ထောက်မှအကြမခံနိုင်သောစီစီအဖို့ဂျပန်ကုမ္ပဏီမှာအသင့်လျော်ဆုံးဖြစ်နေပေသည် စစ်စီတော့ဖနက်ကိုအရန်90လောက်အမျိုးမျိုးထားစီလာခဲ့တာအဝိစားဆိုလဲကောလိတုံးကများတစ်နှစ်လုံးလုံးကြီးတစ်ထဲမှမထက်ခဲ့ဘူးတစ်ခါဝစ်ပြီးတဲ့လုံးကြီးကိုဘယ်တော့မှပြန်မဝစ်ဘူးဒီအစင်တန်းကရော့လို့မရဘူးအမဲကုံယူခဲ့သည့်အတိုင်းထိုအစင်အတန်းကိုမဖြစ်လျင်ဖြစ်သည့်နင်းနဲ့တည်မြဲအောင်လှုပ်လို့သူတူဖြစ်ရစီစီသည်မိမိအတွက်ဝင်ငွေ အများဆုံးမျှော်လင့်နိုင်သည့်ဂျပန်ကုမ္ပဏီတွင်ဝင်ရောက်လုပ်ကိုင်လေ၏ ဂျပန်များနှင့်အလင်းသင့်လျင်သင့်သလိုအကျိုးပေးသောထိုခဲတွင်ဂျပန်တို့အားမျက်နှာချိုးသွေးခြင်းညူတူတူပြည်တီတီလှုပ်ခြင်းအစားရှိသော မာယာ40ကိုအစွမ်းကုန်အသုံးချလိုက်ရာမကြမီပင်ထိုကုမ္ပဏီတွင်ကုန်သွင်းသည့်ကိစ္စများကိုကန်ရသောအခြေသို့ရောက်ရှိခဲ့လေသည် မော်တော်ကပစ္စည်းကရိယာအစားရှိသဖြင့်အမျိုးမျိုးလာသွင်းကြသည်ကို CC သည်ဂျားပွဲစားအဖြစ်နှင့်တလားတလားလျင်ဂျပန်ငွေတိမ့်နှင့်ချီ၍ရနေလေသည် ပဲ့ပါတာလိုက်လို့ဂျပန်ဆိုတဲ့ကောင်မျိုးကမျက်နှာပေးတစ်ချက်ကောင်းရင် ကိုလိုချင်တာရတာပဲမူတူတနာယူတွေလို့ဒီလိုပဲလုံးရတာပဲဒါပေမဲ့စီစီကအပါပဲကိုကိုကိုမှဲ့တော့ဆုံးမခံဘူးဒီလိုမလုပ်ရင်စီစီဝှစ်ချင်သလိုနေချင်သလိုဘယ်နေရဝှက်ရတော့မလဲမြင့်လာခဲ့တဲ့အစင်တောင်ချမပစ်နိုင်စီစီဂုံယူခဲ့လေသည် စီစီက ကုသိုလ်ထူပါပေသည် သူများတကာခြီချမ်းကြီးဝှက်နေသည့်ခေတွင် သူ့မှာပိုဖယ်အလဲလဲဝင်နေနိုင်သည် secret မှာလဲလက်ကချသည်မရှိ တနေ့သောညနေ CC ရုံးကားပြန်လာလျင် PDA မှရဲဘော်ကလေးတဦးကစားတဆောင်လာပြီး၍ကောက်ဖက်လိုက်ရာဤသို့တွေ့ရလေသည် CC မတွေ့ရတာကြာလာပြီမို့မိများနေမလား BIA ကလေးကစစ်သေးပါသွားတာမို့ကိုတင်စောကိုတင်များတင်နေဗလားလို့အောက်မိနေသလားအခုကိုတင်စောတို့စစ်တပ် ကလေးဝါစစ်မြေပြင်ကပြန်လာလို့ရန်ကုန်ရောက်နေပြီစီစီနဲ့တွေ့ကျင်တယ်အချိန်လည်းများများမရှိဘူးခုညလာရင် တွေ့မလားခုလာတဲ့ရဲဘော်ကလေးကိုပြန်စားပေးလိုက်ပါတင်စောယနေ့ညလာတွေ့နိုင်ကြောင်းစာပြန်ရေးလိုက်ပြီနော်စီစီသည်လက်ပတ်နာရီကလေးကိုကြည့်လိုက်တော့အခါ9နာရီခွဲနေသဖြင့်ကြပြကြရရေမိုးချိုးပြီးလျင်မှန်ခုန်ရှိ၌အလှပြင်လေသည်စီစီသည်တက်ကတူတွင်နေခဲ့စဉ်က ကျောင်းသားတမကကိစ္စများတွင်တတိရှိရှိနှင့်ပြောဆိုဆောင်ရွက်သောမောင်တင်စောကိုချီးမွမ်းခဲ့သည်စီစီသည်ခေတ်ဆန်သောအပြုတ်အုပ်ဖြစ်လျက်နိုင်ငံရေးသမားတစ်ပိုင်းဖြစ်နေသော မောင်တင်စောအားကြည်ညိုနေခြင်းကို ရှေ့ရှေ့ဝေးဝေးတွေးတောနေစရာမလိုပေမောင်တင်စောမှာကာယဗလာလိုက်စားသောလူချောလူလာတအူဖြစ်နေခြင်းသည်ပင်လျှင် စီစီကြည်ညိုနိုင်ရန်လုံလောက်သောအချက်ဖြစ်နေလေသည်သို့သော ထို့အခါကမောင်တင်စောသည်မိန်ကလေးများကိုဂယုမဆိုင် တီတီကြီးနေတဲ့ဖြင့်ယောက်ျားလေးတိုင်းကြာရပိုးရသည်ဟုနာမည်ယူနေသောစီစီသည်မိမိစိတ်ထဲတွင် လေးစားမိသောမောင်တင်ဆော့အပေါ်တွင်နာကြီးသောအခါကနာကြီးခဲ့ဘူးသည်လူကိုကထောင်စာပဲနိုင်ငံရေးတမရရောင်ဘာရောင်ရောင်နဲ့စသဖြင့်အမနာပါစကားများပြောခဲ့လေသည်စင်စစ်နိုင်ငံရေးလိုက်စားခြင်းကိုသဘော မကျ၍မဟုတ်ဖြင့်မောင်တင်ဆော့ကစီစီကိုဂယုမဆိုင် အခြားငနေများကဲ့သို့မပိုးခြင်းကြောင့်သာဖြစ်လေသည်ထိုအချက်ကိုထင်ရှားစေသောအဖြစ်အပျက်တစ်ခုမှာကလားဘမားရိုက်ပွဲဖြစ်စားအချိန်တွင်ဈေးမသွားဘဲမနေနိုင်သောစီစီသည်တင်ကြီးဈေးတွင်ပယုံပရက်နှင့်တွား၍တိုးနေရာမောင်တင်စောကကဲဆဲခဲရလေသည်ဘီအန်ရဲ့ကြားရောက်နေသောမိန်းကလေးတဦးအပေါ်တွင်ညတာရညိတာဝင်ကိုတိတက်သော မောင်တင်စောသည် CCR ထိတ်လန့်ခြင်းပြပြောက်အောင်ဖယူဆိုင်နှစ်သိမ့်ခဲ့လေသည် CCE လက်ပွေအိမ်နှင့်ဈေးကားဝေးလာသောအထုပ်များကိုမောင်တင်စောတည်ယူပေးရုံမကဘေးကင်ရာစကော့ဈေးရှိ ဆန်ကဖီတို့ခေါ်သွားကအစားအသောက်များစားပြီးလျင်တက္ကစီတစ်စီးခေါ်၍ကျောင်းဆောင်အထိလိုက်ပို့ခဲ့လေသည်။သိကျေးဇူးတင်တာပဲကိုတင်စောရဲ့နောက်ကို CC ကူညီနိုင်တာရှိရင်ပြောပါဘာမစိုးတတ်နိုင်တဲ့၍ကူညီပါမယ်။ CC ကလူချင်းမခွဲမီပြောခဲ့လေသည်။ ကလားပါမရိုက်ပွဲအပြီးကိစ္စတွင်တက္ကသိုလ်တမကကပါဝင်ဆောင်ရွက်နေသဖြင့်မောင်တင်စောမှာစိတ်မအားလူမအားကျောင်းကော်ရီဒါ၌စီစီနှင့်ရင်ဆိုင်သွားတိုးလေသည်ကုတင်းစောတော်တော်အလုပ်များနေသလားစီစီကိုခိုင်းချင်တာရှင်ခိုင်းပါချူသောရှင်ပြုံသောမျက်နှာနှင့်ပြောလျင် မောင်တင်စောမှာရုတ်တရက်အံ့အားတင်သွား၍ခဏတွေ့နေပြီ။ဟာစီစီကူးမယ်ဆိုရင်တိတ်ကျေးဇူးတင်ပါဗော အင်းရကမိန်းကလေးတွေနေရာမှာလိုက်ဖို့ပြောပြပါလားစီစီကိုတိုင်လိုက်ရင် ပတ်သက်ရပတ်သက်ချောင်းပါလာမှာပဲပြောလေသည်စီစီသည် အာမခံခဲ့ပြီးမိမိကိုတိုင်ပါဝင်ရန် စီစဉ်၍အတိများကိုလိုက်ရန်ပြောရာကျောင်းသူ၁၄၅ရောက်ခံရလေသည်စီစီလည်းပိုးပင်ဒီနန်းသားရောင်ပန်းနူပန်းရင်ရွှေရောင်တို့ဆက်ထားသောနန်းစဉ်ချိတ်လုံးကြီးကိုအမြန်ဆုံးတွားဝဲချုပ်လေသည် စီစီတို့လူတိုက်ပါဝင်ကြမည်ကိုတကယ်စိတ်ဓာတ်နှင့်ပါဝင်မိចောင်းသူများကသဘောမကြပင်စွန်းစံနှင့်ကြွက်ချီရောသည်ဟုယူဆကြလေသည်အလကားပါ၏ဘယ်နေရာမှာထိတိယောက်ယောက်လုံးမှာမဟုတ်ပါဘူးသူတို့ပိုးနေတဲ့လူတွေသူတို့ရီးစားတွေနင့်နယ်လိုအာရလိုက်ကြတာမဲ့ရွဲ့ကဲ့ရဲ့ကြားလေသည်ဘာကြောင့်ပင်လိုက်လိုက်ဒီဇင်ဘာ20ရက်နေ့တွင်စီစီတို့လူစုမှပလိအရိုက်ခံရသောအာဇာနည်ចောင်းသူများအပါအဝင်ဖြစ်သွားတော်သည် စီစီသည်ပွန်ပဲ့ယုံနှင့်လွတ်လာခဲ့ရာမောင်တင်စောမှာမိမိပယောကမကင်းသဖြင့်တွားရောက်မေးမြန်းရာပြန်လေသည်ထိုနှစ်ကစီစီနှင့်မောင်တင်စောမှာ IA အထက်တန်းဖြစ်လေသည်ကျောင်းသားအရေးတော်ပုံပြီး၍ဆက်လက်ကျောင်းနေကြပြန်ရာစီစီနှင့်မောင်တင်စောမှာခော့ခော့ပြော့ပြော့နှင့်ခင်မင်းကြတော်လဲစီစီသည် သူ၏အဝတ်အစားအကြွားဝါးရာကိုမစုံ မောင်တင်စောကလည်းသူ၏တမကအလုပ်ကိုဆက်လုပ်နေလေသည် သဘောချင်းတိုက်ဆိုင်လိမ့်မည်မဟုတ်သောကိစ္စကိုညှင်းခုံခြင်းဆွေတရားဟောခြင်းမပြုဘဲနေကြတော့လေစီစီသည်မိမိဝါဒကို မောင်တင်စွာအားထောက်ခံစီခြင်းသဖြင့်တနေ့တွင် စကားစာရှာလာသည် တင်စောစီစီတို့အခုလိုအင်ချီပါတွေပိုးတွန့်လုံးကြီးတွေဝတ်တာသဘောကျမှာမဟုတ်ဘူးနော်စကားဆက်မပြောဘဲမောင်တင်စောဤမျက်နှာကို အကဲခံရမောင်တင်စောမှာဘာမှမပြောဘဲပြုံးစားနေနဲ့လုံနေလေသည်အိုးဘာပြုံးနေတာလဲပြုံးစမ်းမှာစီစီကိုတပြည့်နိုင်ငံကြီးစိတ်ပါနေတဲ့လူတွေကတိတ်ကဲ့ရတာပဲတိတဲ့လူဆိုရင်လည်းတရားဟောတာပဲခုတော့ကိုတင်စောကတော့အပြစ်လည်းမတင်တရားလည်းမဟော ထို့အခါမောင်တင်စောသည် ပြုံပြုံကလေးပင်အိုးဘာပြစ်တင်စရာတရားဟောစရာရှိလဲပြန်ပြောလေသည်ဒါဖြင့်စီစီတို့ဝိတ္တာစားတာကိုတင်စောသဘောကျတယ်ပေါ့မောင်တင်စောသည်ပြုံလျက်ပင်ကိုတင်စောအဖို့မှာသဘောကျတာမကျတာတွေကိုမစင်စားပါဘူးဒီကိစ္စတွေကကိုတင်စောဖို့အရေးကိုမကြည့်ပါဘူးစီစီမှာမောင်တင်စောဤစကားကိုအတွေ့အားခံလေသည် စီစီဝတ်ပုံစားပုံကိုခေါင်းထဲထည့်စင်းစားစရာစကားတွေထည့်ပြောစရာမဟုတ်ဟူသောအတိတ်ပဲမှာမောက်တင်စောဤမထီလေးစားပြုံးနေသောမျက်နှာ၌ပေါ်နေလေသည်စီစီအခံရခက်ဒေါသဖြစ်သွားသည်ဒါဖြင့်စီစီအခုဝတ်တာမလှဘူးလားလှတာပဲတိတ်လှတာပေါ့ဒီလိုဆိုရင်စီစီဝတ်ပုံစားပုံ ကိုတင်စောသဘောကျတာပေါ့လှရည်ဆိုတာဝန်ခံပါရည် နိုင်ငံကြီးလုပ်ပေမဲ့ဒီလိုခေတ်ဆန်ဆန်ဝတ်တာကိုသဘောကျတယ်မဟုတ်လားနိုင်ငံကြီးနဲ့အလှကြိုက်တာ ਨੇ မဆိုင်ပါဘူးပိုးတယ်ဆန်ကြီးတွေကမှန်တဲ့တာတွေအလှပြတဲ့ရုံလုံးတွေရှိတယ်မဟုတ်လားတနည်းအဝယ်စားနှမျိုးသုံးမျိုးလဲပြထားတာကိုနိုင်ငံကြီးသမားဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်လူတိုင်းလှတယ်ဆိုတာသိကြတာပဲအဲ့ဒီဆန်ရှိတွေရှောက်သွားရင်ခြေလန်းနှိပ်ပြီးလှည့်ကြည့်ကြတာပဲဒီတော့ကိုတင်းစောပြောတာဘာဆန်းလို့လဲ စီစီသည်မိမိအားပိုးဆိုင်တဲကရုပ်လုံးနှင့်နှိုင်းပြောသည်ကိုဒေါသဖြစ်၍ရှင်ဟာအလက်ကလှလေဆိုတာနားလေတဲ့အစားမဟုတ်ဘူးနွားပဲလူနဲ့အယုတ်ကိုတော့ခွဲခြားတတ်တဲ့လူမဟုတ်ဘူးရှူရှူရှာရှာပြောလေသည် မောင်တင်စောကအပြုံးမပြတ်ဖိလူနဲ့အယုတ်ကိုခွဲခြားမတတ်တာအပြစ်မတင်နဲ့လေစီစီကကိုတင်စောပြောတဲ့ယုံနဲ့ဘာများချလို့လဲပြောရာစီစီသည်ပြန်မပြောတော့ဘဲစောင့်အောင် ထွက်လာခဲ့လေသည် ောင်တင်စောနှင့်စီစီမှာခတ်တန်းတန်းနှင့်ပင် BA အောင်ကြသည့်အထီးဖြစ်လေသည် BA အောင်ပြီးမကြမီစစ်ဖြစ်သည်ဖြင့်ကွဲသွားရာဂျပန်ဝင်ပြီး BIA စစ်ဘုံအဖြစ်နှင့်ပြန်တွေ့ကြ၍စီစီတို့စစ်ပြေးရင်ဒုက္ခရောက်နေသည်ကိုကူညီခဲ့ရပြန်လေသည် ထို့နောက်ကွဲသွားပြန်ရာ မတွေ့ရသည်မှာနှစ်နှစ်ကျော်ကြပြီ စီစီသည် မောင်တင်စောလာမည်ကိုဘာကြောင့်လဲမသိရင်ခုန်နေသည်စစ်မြေပြင်ကပြန်လာသောမောင်တင်စောဤမျက်စိတွင် အလှဆုံးအရင်ဆုံးဖြစ်စေခြင်းသည်ဇပင်ကိုတနာဤကြော်ကြော်များအမောက်အတက်များပြုပြင်၍ငွေချီနှင့်ရထားသောဖဲ့ကြိုးကလေးများကိုဇပင်များထဲတွင် အပွင့်ပြု၍ထည့်ထားသည်အဝေးအစားကို တထည်ပြီးတထည်ဖြန့်ရွေးချေတော်လေစိတ်တိုင်းမကြသဖြင့်တခန်းလုံးပြန်ကျင်းနေတော်သည် နောက်ဆုံးတွင်ပိုးဝိုင်သားရင်ပုံးနှင့်ငွေရောင်စားလုံးကြီးငွေရောင်ကြိုးတိုင်းဖနက်တို့ကိုဝစ်စင်ရန်ဆုံးဖြတ်လိုက်သည် CCE ဖြူဖွေးသောအသား ညင်မှာအချိုးကျသောကိုလုံးကိုပေါင်းမှာဗောပြူရောင်အဝတ်အစားနှင့် ရင်ပန်း၌တက်ဆင်ထားသောစိန်ကျဲသည် စိန်ရင်တို့တို့နှင့်ရှုမကြီးအောင်ရှိလေသည် ကိုလုံးပေါ်မှရှေ့တွင်ရှေ့ပြန်နောက်ပြန်ကြည့်နှကန်းကလေးထပ်ဆိုလိုက်ပအိုကလေးထပ်တိုလိုက်နှင့် အာမရနိုင်အောင်ရှိစဉ်အစီကံမကလေးကဘူတင်စောယောက်ကြောင့်လာပြောသဖြင့်မှန်ကိုနောက်ဆုံးတစ်ချက်လှမ်းကြည့်လိုက်ပြီးဧကန်တေသူဝင်ခဲ့လေသည်ဧကန်တွင်၌က လေချောင်းရံချောင်းအစိမ်းရောင်မီထွန်းထားရာငွေလာမင်းအရောက်ကဲ့သို့ပြိုပြိုပြက်ပြက်နှင့်ဝင်လာသောစီစီကိုဗိုတင်စောမှနာနာဘာဝကိုမြင်ရတကဲ့သို့လန့်သွားလေသည်စီစီသည် ပြုံးရွှင်သောမျက်နှာနှင့်ဘူးမှုကြီးပါလားနှုတ်ဆက်သည်ကိုပင်ဗိုတင်စောသည်ပါဇက်အဟာသားနှင့် ငေးနေမိလေသည် စီစီမှအလွန်ကြေနပ်စွာနှင့်ဟိုးဘူးမှုကြီးလေဘာငေးနေတာလဲပြောပြောဆူဆူနှင့် နှစ်ယောက်ထိုင်ဆိုဖာပေါ်တွင်ရှင်ထိုင်ချလိုက်လေသည်ဘဲနဲ့လေဘုံမူကြီးရဲ့စစ်မြေပြင်အကြောင်းတွေကြားစမ်းမရစေဝင်းဂိတ်တို့ရဲ့ရန်ကုန်တွန်းလှန်ခဲ့တဲ့တရေကောင်းကြီးတွေပေါ့နော်ဟုတ်လားဘိုတင်စောသည်ဆိုဖာနောက်ကိုမိချလိုက်ကဟင်းကနေတက်ပြင်းချလိုက်လေသည်စီစီတို့မိမိရောမာရဲ့လားဘဲသွားလေအော်မိမိလားဒီမှာမနေဝုန်းလို့ဖះကုန်းတော်ပေါ်စီရမှာဥပုသွားဆောင်နေ စီစီတော့ဒီမှာပဲထမင်းချက်လေးများခိုင်းတဲ့ကောင်မလေးနဲ့နင်းနေကြတယ်။အော်အော်ဘိုတင်စောသည်မျက်လုံးကိုစုံမိတ်ထားသည်။စီစီသည်သူ့ခမားဆင်မြေပြင်ကအတော်မောပန်းလာတာထင်ပါရဲ့ဟုအောင်းမိပြီးဘိုတင်စောအားတနာသွားသည်။ကိုတင်စော နေကောင်းရဲ့လားထမင်းစားပြီးပြီလား။မျက်လုံးမဖွင့်ပဲ။ကောင်းပါတယ်ထမင်းလည်းစားပြီးပါပြီ။စီစီဘယ်သွားစရာရှိလို့လဲ။သွားကျင်သွားလိ။ ကိုတင်စောပြန်တော့မယ်။အိုးစစ်စစ်ဘဲမှသွားစရာမရှိပါဘူး။ကိုတင်စောလာမယ်ဆိုလို့တမင်လှလှပပမြင်အောင်ဝတ်တာ။စစ်စစ်ဒီလိုဝတ်တာများအဆန့်လိုက်လို့ပဲ။စစ်စစ်ဒီဇပွဲပေါ်ကခေါင်းလောင်းနှိမ့်လိုက်ရ။အစီကံကလိမ္မော်တီများယူခဲ့လေသည်။ တင်စောစားဆက်မှာစစ်မြေပြင်မှာတော့ဒါမျိုးတွေ့ရမှာမဟုတ်ဘူးရေခဲတက်တာလည်းထည့်ထားတာမို့အရသာရှိပါလေစီစီသည်ဒိန်မော်သည်တလုံးကိုယူပေးသည်ဘိုတင်စောသည် စီစီလက်ထဲကတစ်တီကိုလှမ်းယူပြီးမမြင်ဘူးသောအရာကဲ့သို့အသေးအချာကင်တီးပြီးပြန်ချထားပြီးတော့မျက်လုံးစုံမိခါတစုံတစ်ခုနဲ့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 စဉ်းစားနေလေသည်စီစီသည်အံ့အားသင်ကကိုတင်စောဘာဖြစ်လို့လဲနေမကောင်းလား ကောင်းပါတယ်စီစီရဲ့အတန်လေးကြီးနဲ့ဒါဖြင့်ဘာပြုလို့မစားတာလဲစကားလည်းမပြောဘယ်နဲ့ဖြစ်နေတာလဲကဲစားစမ်းပါမစားပါရစီနဲ့စီစီရဲ့မစားပါရစီနဲ့စစ်မြေပြင်မှာရဲဘော်တွေစံချမ်းနဲ့ကစွန်းရွက်ရေလုံးပြုတ်စားနေရတဲ့အချိန်မှာကိုတင်စောဓာရီမျိုးလို့မကြပါဘူးစစ်မြေပြင်မှာရဲဘော်တွေဘလို့ဆင်းရဲတယ်ဆိုတာစီစီမြင်စီခြင်းနဲ့ စီးဆိုတာများမမြင်ရတာကြလို့မြင်ရင်မှတ်မိမှာမှတ်မိပါမလားမသိဘူးကစွန်းရွက်ဟင်းရွက်ပြုတ်ငပိတောင်းမပါပဲထမင်းနဲ့စားနေကြီးစားရတဲ့ခါလူရှိတယ်အဝဲဆိုတာလဲစုပ်ပြက်နေတော့မိုးတပြင်းပြင်းထဲမှာငှက်ဖြားမိအတုံးယုံစိတ်မရှိဝါမရှိဘုံမှုရဲ့ကျွန်တော်တို့ကြောင့်ဝင်လေးလာတယ်တနက်နဲ့သာပြစ်တက်လိုက်ပါတော့ကျွန်တော်တို့ကြောင့်စစ်ကြောင်းနှေးတော့မယ်လို့အိယာကမထနိုင်တဲ့ရဲဘော်တွေကတောင်းပန်ကြရှာတယ် ပြီးတော့ဖျားတဲ့လူနာတွေကိုထမ်းရတယ်ရတော့လူနာရဲဘော်တွေကသူတို့ကပြစ်ထားခဲ့လို့ပြောရှာကြပါမယ်။ကုတင်းစောလူမန်းသူမန်းမသိဖျားနေတော့ကရဲဘော်တွေတယောက်တည်းထမ်းပြီးပြေးခဲ့ရတော့သူတတိယပြီ။ဘယ်ပြစ်ခင်နိုင်မလဲ။ဒီလိုအငန့်ငန့်အပြက်ပြက်သေးချလို့ပြန်မမတ်နိုင်တဲ့တောင်ကျူတောင်ကြားမှာ မြုပ်ထားခဲ့ရတဲ့ရဲဘော်တွေ။အော်ကုတင်းစောစက်မပြောပါနဲ့တော့။စီစီသည်နားကိုလက်နှင့်ပိ၍ မျက်ရည်များတွေ့တွေ့ကြကတကိုယ်လုံးဇက်ဇက်တုံနေလေသည်ဘူတင်စောဤမျက်နှာမှာခက်တရော်သောအသွင်ကိုဆောင်လျက်နားပိတ်ထားသော CCE လက်များကို အတင်းဆွဲချပြီးလက်မောင်းနှစ်ဖက်ကို ဖြည့်ညှဲခါဘာနားပိတ်ထားတယ်နားထောင် CC တို့ဟာကို့သွေးရင်သားရင်တွေဘလို့အချိန်နေရောက်နေတယ်ဆိုတာကို နားပိတ်မျက်စိပိတ်ပြီးထင်းတယ်လို့ဝစ်စာပြောနေတာပဲတောနယ်တွေမှာအဝတ်ဝတ်ဆရာမရှိလို့ မိန်ကလေးတွေကိုကိုကိုတတ်သေးကြတယ်။စီစီတို့မှာတော့ဇာလုံးကြီးတွေပြိုးပြိုးပြက်ပြက်ဝင့်နေနိုင်ကြတာ။ဒီလိုဝတ်တာလှပါပြီတဲ့။ချိုးပါပြီတဲ့။ချိုးလို့လှလို့ဟောဒီလိုပိုတင်စောဤတန်မာသောလမ်းမောင်းကြီးများသည်စီစီအားမွေပတ်တလို့ရစ်ပတ်လိုက်လေသည်။ကိုတင်စောစီစီကိုတနာပါလှုပ်ပါအောင်။စီစီသည်တနာစပွဲတောင်းပန်လေသည်။ ပိုတင်စောသည် စီစီကိုမလွတ်သေးပဲဘာလို့လွတ်ရမှာလဲမင်းလှတာချောတာဒီလိုလုပ်ဖို့ပဲမဟုတ်လားတိပြင်ဘာများအတုံးကြသေးလို့လဲလူလူတွေးစားတက်တနာကျင်တာတတ်တာမှမဟုတ်ဖဲမင်းဟာ အထေဆိုင်မှန်တစ်တာတွေကအယုတ်ပဲအယုတ်အယုတ်အယုတ်မှာမှာပဲပိုတင်စောသည်စီစီအားအယိုးများကြေမတက်ဖြစ်ညစ်ပြီးလင်း ်တအားတွန်ပစ်ခဲ့ကခြေတံပြင်းပြင်းနင်း၍ထွက်သွားလေသည်စီစီသည်ဘိုတင်စောဤဖနက်တံကိုနားထောင်ရင်းဆိုဖာပေါ်တွင်ပျော့ခွေက မျက်ရည်များတွေ့တွေ့ကြလျက်ကြံရီခဲလေသည် နနက်နှင်းမကွဲတကွဲအချိန်တွင် စီစီသည်လက်ထဲတွင်အထုပ်ကြီးတစ်ထုပ်ကိုပိုက်လျက်ဘိုတင်စောဤစစ်တပ်အနီးသို့ချင်းကန်လျက်ရှိသည်ကင်းဆောင်သောတကားဝနာတွင်ရစ်တီရစ်တီနှင်းနေစဉ်ကင်းဆောင်ရဲဘော်များသည်စီစီအားမတင်ကားတကဲ့သို့အချင်းချင်းတီတိုစကားပြောကြပြီးတယောက်ကလက်ရက်ခေါ်လိုက်ရာ စီစီလည်းမရေတရေအနာတူသွားလေသည် အနာရောက်လျင်ရဲဘော်ကရဲဘော်ဘာသိရင်အမှမဟုတ်လားလာလီ စီပြောလျင် စီစီမှာဘူမတိဘာမတိကောင်းညိတ်ကရှီတူသွားလေသည် ကျွန်တော်တို့မမလာမယ်ဆိုလို့စောင့်နေတယ်ဘူမူးကလာရင် ချက်ချင်းလွတ်လိုက်ရမယ်တဲ့ရဲဘော်ကပြောသည်ကိုစီစီမှာနားမလဲသလိုကြောင်နေလေသည်ညာကတညာလုံးငိုကြူခဲ့ရ၍အပူကြီးပူခဲ့သူအသွင်ကိုစောင့်နေလေသည်ရဲဘော်သည်စီစီအားတနာဟန်နေကြည့်၍ရဲဘော်ပါတဲ့ကျွန်တော်နဲ့တိတ်ခင်တာပဲ ကလေးဝါကပါလာတဲ့ငှပြနှင်းလိုက်တာပေါ့ညာဆိုမမကိုတိတ်တာတာပဲသူ့မှာဒီအမပဲရှိတယ်ဆိုတာအမြဲပြောတယ်မမမမနဲ့အသက်ထွက်ရှာတာပဲပြောနေစဉ်ရဲဘော်တယောက်ကကဲပါကွာစကားရှိမနေပါနဲ့သူ့မောင်ကလေးကိုကြည့်ချင်ရှာလာရောပေါ့လှုပ်လိုက်ပါကဲမမလာလာကျွန်တော်လမ်းလိုက်ပြမယ် ခေါ်သွားသဖြင့်စီစီမှာမိမိအားလူမားနေပြီဟုသိတော်လဲမငင်းဆန်ပဲလိုက်ပါသွားလေသည်ရဲပေါ်များနေသည့်ဝါထင်ကတန်ငယ်မှုတန်လျာအခန်းကလေးတစ်ခုတွင်စီစီသည်ငှက်ဖြားယောဂဖြင့်ဆုံးနေသောရဲပေါ်ကလေးကိုကြည့်ကမျက်ရည်ကြာနေလေသည်စုပ်ပြတ်သောချင်းအောင်ဆောင်များမှအနားတွင် မတတ်မရရှုပ်ပွားနေလေသည်စီကြီးွက်များထနေသော ကောင်းအောင်ပေါ်တွင်ဝါကြမ်းကြမ်းမဲပုံနေသောမျက်နှာမှာမျက်တွင်ဟောက်ချိုင်းလေ ရှက်အင်ကြီးပေါင်းမိများမှာအဖာပရပြင်းညက်ပတ်လာသည်စီစီသည်ရဲဘော်၏အလောင်းကိုစိုက်ကြည့်ရင် စိတ်ကူတစ်ခုရသကဲ့သို့ကြပြကရအထုပ်ကိုဖြီကတစုံတစ်ခုကိုရှာလီတော်သည်ထိုအခါအပြင်မှာမင်းတို့တွေဒါမျိုးပဲဘယ်နေ့လဲအကုန်သေးကုန်လိမ့်မယ်ဘသူမှမသိပဲဘာလို့သွင်းလိုက်ရတာလဲအခုရဲဘော်ဘာကြီးအမစီကတခြားခရီးလွန်နေတော့မလာနိုင်တဲ့အကြောင်းလာပြောတယ် ဘိုးတင်စောဤအတန်ကိုကြားရရာစီစီအနာရှိရဲဘော်များမှပြူတူကြောင်တောင်ဖြစ်နေကြလေသည်စီစီလည်းအထုတ်ထဲကရခေညာကဝတ်တော်ငွေရောင်လုံးကြီးကိုဆွဲယူကာရဲဘော်ဘာသိန်းဤအလောင်းပေါ်တွင်ကြာကြာနာနာလွှမ်းလိုက်လေသည် ထိုခဏတွင် CCE ပါပြင်ပေါ်တွင်ပြင်းထန်သောလက်ဝါးကြီးတစ်ခုသည် ဖြန်ကနေရိုက်လာရာအာဆောင်မှသွေးများယူစီးကြလာလေတော့သည် ခွေးမသွားကူးထွက်သွား ငါရဲဘော်ရဲ့အလောင်းကိုစော်စော်ကားကားထမိန်နဲ့လာလွှမ်းနေနင်နင်နင်လေဒေါ်တာဖြစ်လွန်သဖြင့်စကလုံးများမထွက်နိုင်အောင်ထင်နေသောဗိုတင်စောကို စီစီသည်ပါဇက်ကသွေးများကိုလက်နှင့်သုံးရင်ကိုတင်စောသွားဆိုလဲသွားပါမယ်ကျမညာအကြီးကျယ်နောက်ထားရပြီဟောဒီအဝတ်တွေကိုတောနယ်တွေမှာငွေမှားပေးဖို့အခုလားလှူတာပါတက်ထဲမဝင်ဝွန့်ပဲနေရောရဲဘော်တွေကလူမှားပြီးတွင်လိုက်လို့ ဟောဒီရဲဘော်ဘာသိရဲ့အလောင်းကိုတွေ့တာ ਨੇ စီစီသည်စက်မပြောနိုင်ပဲပြင်းထန်စွာငိုရှိုက်လေသည်ဘူတင်စောသည်လက်သီးလက်မောင်းတန်လျက်ပြီဒီတော့ဘာဖြစ်လဲနင်းထမိန်နဲ့ဘာလို့လွှမ်းရသလဲစစ်တပ်တွေအခုလို့ခိုးဝင်တာဘလောက်အပြစ်ကြီးလဲဆိုတာနင်းသိတယ်မဟုတ်လားတရှူရှူနဲ့ပြောရင်ဇာလုံးကြီးကိုဆွဲပြင်လိုက်လေသည်စီစီသည်မျက်ရည်တော့ကအန်တစ်ချက်ကျိတ်လိုက်ပြီဘူတင်စောမျက်နာကိုရဲရဲမော်ကြီးက အပြစ်ပေးချင်လဲပေးတာပေါ့အပြစ်ခံရမှာမကြောက်ပါဘူးရဲဘော်ဘာသိရင်အလောင်းကိုနောက်ဆုံးအလေးပြုတဲ့သဘောနဲ့ကျမရဲ့အနှစ်သက်ဆုံးဖြစ်တဲ့ဇာသမိန်နဲ့လွှမ်းနေဘာဖြစ်သေးလဲမြတ်စွာဘုရားပြိဋိဘံယူတော့အလောင်းတော်အပေါ်မှာ မလိကာမိဖုရားကြီးဟာသူ့ရဲ့မလိကာတစားကိုနှွမ်းသိတာပဲမလိကာတစားဆိုတာလေထမိန်ပါပဲမထူးပါဘူးကျမရဲ့အလွန်နှစ်သက်တဲ့ဇာလုံးကြီးနဲ့ရဲဘော်အလောင်းကိုလွှမ်းပြီးအလေးပြုလိုက်ရတာကြည်နဲ့တဲ့ ရှင်တို့ဖယ်ပြစ်လိုက်ပြီမဲ့ကျမတော့ကြည်နဲ့ပြီကဲရှင်တို့ဘာအပြစ်ပေးမလဲပေးရှင်နဲ့အပြစ်ပေးပြောရင်ပဇောင်ကအဆက်မပြတ်စီးကြသောသွေးများကို လက်ကင်ပေါ်ဝါနှင့်တုံနေလေသည်ဘူတင်စောလဲခေတာတွေ့နေပြီစီစီမင်းလောက်တာမှားမှားမှန်မှန်ငါဟာယောက်ျားကြီးဖြစ်ရတဲ့နုနယ်တဲ့မိန်းကလေးကိုသွေးထွက်တန်ကိုဖြစ်အောင်ရိုက်တာငါလွန်တာပဲ မင်းကငါတောင်းပန်ပါတယ်ပြောရစီစီကတောင်းပန်စရာမလိုပါဘူးရှင်မားတော်ဝင်ခံရင်ကြည်နှက်ပါတယ်ကဲအခုကျမကိုအပြစ်ပေးဦးမလားပေးမှာဖြင့်ပေးလှုပ်ရင်လဲကျမပြန်ချင်ပြီမေးလေသည်ပိုတင်စောသည်ဘာမှမပြောဘဲပုံချနေသောစားလုံးကြီးကိုကောက်ယူ၍ရဲဘော်ဘာသိန်း၏အလောင်းပေါ်တွင်တရူတသေးလွှမ်း၍စီစီကိုနောက်ခိုင်းကား တွေ့တွေ့ကြီးမတက်ရန်နေလေသည်ကိုတင်ဆောင်လောကမှာတက်ရှိတက်မဲ့အရာတွေဟာဘယ်တော့မှအဆိုးကြီးမဟုတ်ပါဘူးအကောင်းကြီးလည်းမဟုတ်ပါဘူးအဆိုးတွေမှလည်းအကောင်းရှိတာပါပဲအကောင်းတွေမှလည်းအဆိုးတွေ့ရတာပဲကျမကိုအပြင်ပန်းလှပေမဲ့ဘာမှအတုံးမကြတဲ့အယုံလို့ကိုတင်ဆောင်ကထင်ပေမဲ့ကျမမှာတနာတင်တာတက်တဲ့အသေးနှလုံးလေးရှိတယ် စဉ်းစားတတ်တယ်ညံလဲရှိတယ်ဆိုတာသိပြီမဟုတ်လားဒီတော့ဒီတော့ကိုတင်စောကျမအပေါ်မှာအထင်သေးတာတွေရုပ်သိမ်းပြီရှေးကလို့မိတ်ဆွေမပြန်စီစီဒီရှေ့စကားဆက်ရန်ထထင်ငောငောဖြစ်နေရပူတင်စောကလှဲ့မကြည့်ပဲရှေးကထက်ပို့ပြီးရင်းနှီးတဲ့မိတ်ဆွေမျိုးဖြစ်ကြမယ်လားအားလေးကြီးနဲ့မေးလိုက်ရ စီစီမှာမျက်ရည်များကြားတဲ့ကပြုံးလျက်ဘာမှပြန်မဖြေနိုင်ပဲခေါင်းငုံနေလိုက်လေတော့တည်းတိုင်းရင်သူမဂ္ဂဇင်းအတွဲနှင့်အမှတ်6ဇွန်လ1940ရှင်အားပေးနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့တော်လှန်ရေးသူရဲကောင်းအပေါင်းလေးဘေးပရာကင်းကွာကြပါစီ